အခုကျွန်တော်အရင်ဆုံးပြောချင်တဲ့အကြောင်းအရာက astrology အကြောင်းအရာနဲ့ဂျူရီအကြောင်းအရာပေါ့နော်အဲ့ဒီအားကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းဆက်ဆက်တယ်ဆက်ဆက်တာပေါ့မှာအဲ့ဒီတိုင်းမှာမှစေတန်ဂျူရဲ့အကြောင်းကိုပြောပြချင်တာစေတန်ဂျူဆိုတာဒီကျွန်တော်တို့မြန်မာအခေါ်ပေါ်ရဆိုရင်စနေဂျူလို့တည်ထားကြတယ်စနေဂျူလည်းဖြစ်တယ်စနေဂျူမှကျွန်တော်စနေဝင်လေတို့ စနေဝင်ရင်ခိုက်တက်တယ်လို့ညံ့တက်တယ်လို့အဆင်မပြေရဖြစ်တယ်လို့ဆိုရမျိုးကျွန်တော်ဘီလင်းဆရာကြီးတချို့လူမျိုးတွက်ချက်ပြီးတော့ဟောရလူတွေစီမှာကျွန်တော်ကြားခဲ့ဖို့လိမ့်မယ်အဲအဲ့ဒီသဘောတရားပဲဗောနော်အဲ့လိုဆိုတော့အခုချိန်မှာဒီစနေဂျိုကဘယ်ဝင်နေလဲလို့ပြောရင်ကျွန်တော်တို့ရာသီဝင်ရဆိုရင်ဖိုက်စီဆိုင်နဲ့ဝင်နေဖိုက်စီဆိုတာလေအခုနောက်ပိုင်းကျွန်တော်ဇိုဒီယက်ဆိုင်နေတိတိလာပြီး လူတွေလည်းစိတ်ဝင်စားလာပြီဆိုရဲအချိန်မှာ Pisces ဆိုရဲဆိုင်ကိုတည်လိုက်မယ်အဲ Pisces ကိုမှသူက Sun Pisces ပေါ့နော်ရာသီတွင်ဒီ Pisces မှာမွေးတဲ့လူတွေကပိုပြီးတော့အကျိုးသက်ရောက်မှုရှိမှာပေါ့ဆိုတော့ဘလို့အကျိုးသက်ရောက်မှုရှိမှာဆိုတော့ခုနကပြောသလိုပဲစနေဝင်တဲ့အတွက်ညံ့နေရဆိုရင်ကျန်းမာရေးလူမျိုးစည်းဝါးရေးအဆုံဆုံးပေါ့နော်အဲ့မှာမှာ Pisces တွေကဘလို့ညံ့လဲဆိုရင်သူတို့ကအများကြီးတူသူများရေးလဲကျန်းမာရေးမကောင်းဖြစ်ကောင်းဖြစ်နေတယ်ဒီယောဂဖြစ်မယ်ဆိုရင်တော့ သူတို့ကသူများခနာလေးနဲ့ဆေးတောက်တော့ပြောင်းသူတို့ကသိမပြောက်ဘူးပို့ပြီးတော့ဖြစ်တာမျိုးနောက်တစ်ခါကျတော့သူတို့သူများလည်းဒီကျမ်းမာရေးအတွက်ပတ်စံကုံတာကဒီလောက်ပဲဒါပေမဲ့သူကပူကုံနေမတူပါတော့သူများနဲ့မတူပဲနဲ့ပို့ပြီးတော့အဆင်မပြေရလေးတွေပို့ပြီးငွေဟိုငွေကုံကြီးချများတာမျိုးဖြစ်ဖြစ်ကျမ်းမာရေးကပို့ပြီးတော့သူများပြောက်တဲ့အချိန်မှာကိုမပြောက်တာမျိုးပေါ့နော်အဲ့ဒီလိုမျိုးရှိတယ်အဲအဲ့ဒီလိုမျိုးပြောတော့ဒါဥပမာတစ်ခုပေါ့နော် အဲ့ဒီလိုမျိုးပြောတဲ့အချိန်မှာကျွန်တော်ကဒီလူဒီလူတွေပဲလားပေါ့တခြားလူတွေကမင်းနိုင်တယ်ကွာဆိုတော့ဒီလူတွေပဲဖြစ်မှာလားပေါ့လောကကြီးမှာတခြားဆိုင်းတွေတခြားလူတွေလည်းကျမ်းမာရေးမကောင်းစီးပွားရေးအဆင်မပြေဒုက္ခရောက်နေအဆင်မပြေနေရလူတွေဆိုဘယ်လိုလုပ်မလဲလို့မင်းနိုင်တယ်အဲပြောရရင်ဗျာအဲ့ဒီလိုမျိုးဖြစ်နေပေမဲ့အဲ့လိုဖြစ်နေတဲ့အဲဂျားတွေမှာမှ Pisces တွေကပို့ပြီးတော့အဆင်မပြေဖြစ်နိုင်တာမျိုးဥမာအားလုံးနေပါအခု ကျမရဲ့တကူကြောင့်ယောဂဖြစ်တယ်ရေမကောင်းဖြစ်တယ်ဆိုရင်ဆယ်ယောက်ဖြစ်တယ်ဆိုရင်ဆယ်ယောက်မှာ practice တွေကကံပုံညံ့နေပြီးစနေဝင်နေရတော့သူတို့ကပို့ပြီးအဆင်မပြေရမျိုးပို့ပြီးအခက်အခဲရှိရမျိုးပို့ပြီးဟိုအညံ့ကြုံတွေ့ရတာမျိုးပူကြုံရတဲ့သဘောပေါ့နော်ဒါကအများကြီးတူနေရှင်လိုက်ရင်အဲ့ဒီမှာမှကျွန်တော်ကဖြစ်နေတဲ့ situation တစ်ခုမှာတော့ပို့ပြီးတော့စဉ်းစားစီခြင်းနေပေါ့ဟိုအများကြီးခြုံငုံပြီးတော့ကျွန်တော်အကုန်လုံးလိုက်ပြီးတော့တွက်ပြီးယူမယ်ဆိုရင်တော့ဘယ်ရားမှတော့ဟို တိတိကျကျကြီးအဖြေထွက်ပြီးတော့ပြောပြလို့ရမှာမဟုတ်ဘူးပေါ့နော်ဒါကဟိုသူ့ရဲ့တက်ရောက်မှုတစ်ခုပဲကျွန်တော်ကရေဘူးအားဖြင့်သဘောတရားမျိုးပြောချင်တာပေါ့အဲ့မှာမှာကိုယ့်ရဲ့ဟိုဘယ်လိုမျိုးဖြတ်တန်းနေလဲကိုယ်ဘာတွေလုပ်နေလဲဘယ်လိုမျိုးနေထိုင်နေလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့အညံ့ဆိုတာတွေခိုက်တာတွေအဆင်မပြေတာတွေကတက်တာကောင်းတက်တာပါပေါ့ဥမာကိုကအားလုံးနည်းတူကျမ်းမာရေးမကောင်းဖြစ်တယ်နေမကောင်းဖြစ်တယ်ဒါပေမဲ့ကိုက တခြားလူတွေလိုမျိုးကျမ်းမာရေးကိုဂယုမဆိုင်လိုက်ဘူးဒါမှမဟုတ်လဲစီးပုံမှန်မတောက်လိုက်ဘူးဒါမှမဟုတ်ကျမ်းမာရေးကိုထိခိုက်ဖို့အတွက်ကိုတခြားသောဟိုအပြုတ်မှုတွေနေထိုင်မှုတွေလုပ်တဲ့အခါကျရင်ကိုကသူများလောက်ကျမ်းမာရေးကောင်းမှာမဟုတ်ဘူးယောဂပြောင်းမှာမဟုတ်ဘူးဒီယောဂဆက်ပြီးတော့ဆက်ပြီးတော့ရှည်နေမှာပေါ့နော်အဲ့ဒီလိုမျိုးဖြစ်နေတဲ့အတွက်အဲ့ဒီလိုမျိုးတတိထားမယ်အပိုင်းတွေရှိမှာပေါ့စနေဝင်တဲ့အတွက်ကိုက ဂယူဆိုင်ရမယ်ဂယူဆိုင်တဲ့အကြားမှာပို့ပြီးတော့ဒါနှစ်ဆဖြစ်မယ်ဆိုရင်ကွတစားလောက်ပဲဖြစ်တော့တာမျိုးဖြစ်သွားမှာပေါ့အဲအဲ့ဒီလိုမျိုးသဘောတရားပေါ့ညံ့နေဆိုတာအဲ့တော့ဒါက Pisces တွေဖြစ်နေတဲ့အခြေအနေပေါ့နော်အဲ့ဒီမှာမှ Pisces တွေကအခုဆိုရင်စီတန်က Pisces ကိုဖြတ်တန်းလာတာအချိန်တစ်ခုကိုရောက်ပြီရောက်ပြီဆိုတာသူကစီတန်ကဆိုင်းတစ်ခုရဲ့ဝင်လို့ရှင်နှစ်နှစ်ခွဲနဲ့နှစ်နှစ်ခွဲကြော်ကြော်၃နှစ်နီးပါးပေါ့နော်အဲ့လိုမျိုးအကြမ်းဖျင်းပဲတွက်ပေါ့ အဲ့ဒီလိုမျိုးကိုတည်ရမှုရှိရဲ့တည်ရမှုရှိရဲ့အတွက်အခုဖြတ်တန်းလာတဲ့ကာလတစ်ခုဒီနှစ်နှစ်ခွဲကာလတစ်ခုဖြတ်တန်းတဲ့ခါကျရင်ဖိုင်းစီတီနှစ်နှစ်ခွဲလုံးအညံ့နဲ့ရောက်နေတဲ့ဘောအိမ်မှာမှအခုဆိုရင်ဖိုင်းစီတီကကျွန်တော်တို့2023မန်ရှာအရောင်းဝင်နေဝင်ပြီးတော့၄၅လလောက်ဖြတ်တန်းနေဖြတ်တန်းပြီးတော့သူ့ရဲ့ရှီယာဆိုင်ဧကွာ USD ကိုစနေကျော်ပြန်ရောက်သွားတယ်ပြန်ရောက်သွားပြီးတော့ 2023 November မှာဖိုက်စီဆိုင်နဲ့ကိုဝင်လိုက်တယ်ဝင်လိုက်တယ်ဆိုတော့ Aquarius ရဲ့သူပြန်မသွားတော့ Aquarius ကနောက်ဆုံးဖိတ်အဲ2023 November မရောက်ခင်မှာသူဒီကာလပိုင်းခြား၄၅လကျန်တယ်အဲ့ဒီကာလတကူကိုသူကဖျက်တမ်းလိုက်တာဖျက်တမ်းလိုက်တာပေါ့နော်ဖျက်တမ်းလိုက်တာဆိုတော့အပီးပြီးသွားတာပေါ့ဒီ Aquarius ကိုအစီအတန်ဖျက်တမ်းတာအပီးပြီးသွားရင်ဆိုတော့သူဖိုက်စီဆယ်ကိုလုံးဝစပြီးတော့ဝင်လာပြီးတော့ပို့ပြီးတော့ဝင်လာပြီးတော့ သူအခုဆိုရင်ဒီ2023 November နေပြီးတော့မေလ2000အဲ2025မေလ23ရက်နေ့ကိုသူရှိမယ်ရှိပြီးတော့အဲ့ရနေမှာ24ရက်နေမှာ AV ဆိုင်တွေကိုသူပြောင်းမှာပေါ့ AV ဆိုင်တွေကိုပြောင်းပြီဆိုရင်ခုနကပြောသလိုပဲစနေဝင်ပြီ AV တွေက AV တွေကစနေဝင်ပြီဆိုတော့ အေးဒီအညံ့နေအခက်အခဲတွေအဆင်မပြေထင်ရတဲ့ပို့ပြီးတော့အဲ့လိုမျိုးခုနကပြောတဲ့ဖိုင်းစီတွေဖြစ်တယ်လို့မျိုး AVS တွေကဖြစ်လာတော့မှာပေါ့ဖြစ်လာတော့မှာဆိုတော့ဒါကြီးကိုစဉ်းစားပြီးတော့ငါ AVS မို့လို့အဲ့လိုဖြစ်တော့မှာလားဆိုပြီးတော့ကျွန်တော်ကြောက်လန့်ပြီးတော့စိုးရိမ်နေစရာတော့မလိုဘူးလို့ကျွန်တော်မြင်နေပါတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနပြောသလိုပဲကိုယ့်ရဲ့ ချက်တန်းပေါ်အကွဲခံယူချက်ကိုလို့ရက်ဒီပေါ်မှာလည်းမူတည်ပြီးတော့အညာပိုဆိုးတာမဆိုးတာတော့ရှိမှာပေါ့ဒါပေမဲ့သူများထက်ဆိုင်တော့စနေဝင်နေရတော့ပိုညံ့တာမျိုးရှိမယ်ထင်သားသလိုလုတ်တိုင်းအစီမပြေတာမျိုးတွေကျန်းမာရေးအရစာမထင်သားပဲနဲ့အကျိုးတရားမှုတွေဖြစ်လာမျိုးရှိတယ်ကျွန်တော်ရဲ့ဤဆိုင်ရာကျွန်တော်ရဲ့လူကြီးမိဘတယောက်ဆိုရင်သူ Pisces Pisces ဆိုရင်သူတို့တော်ရုံသိမ့်မဖြစ်ဘူးသူကအဲ့လိုမျိုး တိတ်လည်းမကြားခဲ့ဘူးပေါ့နော်ဆိုကျွန်တော်နဲ့ငယ်တဲ့တိတ်မကြားခဏသူသူ့ရဲ့တရင်ကြားခဲ့ဘူးတယ်ကြားခဲ့ဘူးရဲ့အချိန်မှာသူဒီစနေဝင်တဲ့အချိန်မှာသူချော်လဲလို့သူမျက်နှာကြီးရိုက်မိရင်ပြီးတော့ကျမ်းမာရင်မကောင်းခဏခဏပူဖြစ်တာတွေငွေကုန်ကြီးကြကုန်တာတွေပူများတာကြီးပေါ့နော်ပြီးတော့သူကအခုတခြားနိုင်ငံတစ်ခုမှာဆိုတော့သူတခြားသောဒီသူ့ရဲ့ လိုအပ်တဲ့ပူကုန်ရဲ့ငွေကုန်ကြေးကျများတဲ့အရာကြီးသူစီရောက်လာတဲ့ဒါသူကိုယ်တိုင်လည်းအရင်သူလုံနေရမဟုတ်ပဲနဲ့တချို့ဟာရမထင်ထားပဲနဲ့အပြောင်းလဲလေးတွေအခြေအနေလေးတွေတော့သူဖြစ်သွားတယ်ဆိုတဲ့သဘောတရားပေါ့အဲအဲ့ဒီသဘောတရားလို့ပဲအခု Aries တွေလည်းဇနီးကြုံဝင်ပြီဆိုတော့အဲ့ဒီလိုမျိုးကြုံသွားတွေ့ရနိုင်တယ်ပေါ့နော်ခုနကပြောသလိုကိုယ့်ဘောမူတည်ပြီးတော့ကိုကဟိုအများကြီးဆိုးွားမဲ့အခြေအနေကိုကို ထိန်းထားနိုင်ရင်တော့ကိုယ်နည်းနည်းလေးတက်တာနဲ့ပေါ့အဲ့လိုပြောအောင်ပေါ့ဟိုဒါမှမဟုတ်ကျွန်တော်ပြောလိုက်လို့လေဟိုအဆွဲစိတ်ထဲမှာဆွဲမိပြီးတော့မကောင်းတာကြီးပို့ဖြစ်တာမျိုးလည်းမဖြစ်အောင်တော့နေထိုင်ပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ဒီစီတန်ကဝင်တဲ့အချိန်မှာသူခုနကပြောသလိုပဲအခု Pisces ကိုသူက Pisces ကနေဝင်ပြီးတော့ Aries ကိုသွားမှာသွားမှာဆိုတော့ဒီမေလ24မှာ Aries ကိုဝင်ပေမဲ့သူက၄5လလောက်ပဲသူသွားမှာသွားပြီးရင် သူဖိုက်စီဆိုင်ရဲ့နောက်ဆုံးဘိတ်အချိန်ကာလတခုကိုသူပြန်လာမှာပြန်လာမယ်ဆိုတာသူကအပြောင်းနေရပါတော့စေတန်ကဂျိုတခုအဲ့လိုမျိုးဟို တောက်လျှောက်ကြီးဒီစေတန်လိုမျိုးသွားရဲ့အချိန်ကြာကြာသွားတဲ့ဂျိုမျိုးကြတော့တောက်လျှောက်ကြီးသွားမျိုးမဟုတ်ပဲနဲ့သူအဖြတ်အဖြတ်သဘောမျိုးပေါ့ကျွန်တော်တို့ခုနကပြောဆိုနှစ်နှစ်ခွဲဆိုနှစ်နှစ်ခွဲကပေါင်းလိုက်လို့ရှိရင်နှစ်နှစ်ခွဲလောက်ပေါ့အဲ့လိုပြောချင်တာဟိုတောက်လျှောက်ကြီးနှစ်နှစ်ခွဲစားတိုက်ကြီးသွားလို့ မရဘူးပေါ့ဖြစ်လည်းမဖြစ်ဘူးပေါ့အဲ့လိုမျိုးပေါ့တွားလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးစနစ်ဝင်လို့ခံရတဲ့အလူလင်ရလည်းနည်းနည်းမတက်တာဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ပေါ့ဆိုတော့အဲ့ဒီလိုမျိုးအခြေအနေမျိုးလေးနဲ့သူဖြတ်တန်းတယ်ပေါ့နော်စနစ်ကျွာဆိုင်းတစ်ခုတည်းအဲ့တော့သူကဆိုင်းကလည်းအစင်းလိုက်ပဲသွားတာ Pisces ပြီးရင် Aries Aries ပြီးရင်အခု Taurus လာမယ် Taurus ပြီးရင် Gemini အဲ့လိုသူတို့ရဲ့ astrology ဒီစီထားတဲ့ဆိုင်းရဲ့အစင်းလိုက်တိုင်အောင်သူတို့ကဝင်ပါပဲဝင်ပါဆိုတော့ သူတို့ရဲ့ဒီဝင်နေထွက်တဲ့ဟာရှီတို့နောက်ဆုံးသဘောတရားဆိုင်းရောဘုဘက်ပြန်သွားရဲ့ဒီဘက်ပြန်သွားရဲ့ဆိုတာမျိုးရှီကောင်းရှိပြင်မယ်အစင်လိုက်ဆိုတာခုနက5 6လုံးဝပြီးသွားပြီဆိုရင် Aries ကိုလာပြီအဲအဲ့ဒီလိုပဲအခု5 6ကိုသူပြီးတော့မှာမလို့ Aries ကိုသူအဝင်လာ intro ပေါ့နော်ကျွန်တော်ဟိုတချင်းနေမှာလုပ်မယ် intro ပေါ့ intro ဝင်တဲ့အပိုင်းခြားတစ်ခုပေါ့ဆိုတော့အပိုင်းခြားတစ်ခုသူစက်တင်ဘာကျရင်သူ5 6ကိုပြန်သွားမယ် 2025စက်တင်ဘာလညသူ5 season ကိုပြန်သွားမယ်။သွားပြီးရင်အဲ့ဒါနောက်ဆုံးတစ်ဖြတ်ဖြစ်မယ်ပေါ့နော်။နောက်ဆုံးဒီစက်တင်ဘာမှာဝင်ပြီးွားလို့ရှိရင်2026 February မှာသူအပီး5 season ကနေထွက်သွားတော့မှာ။အဲ့ကြရင် Aries တဲ့ကိုဝင်မယ်။ Aries တဲ့မှာတနည်းကြော်ကြော်တနည်းခွဲလောက်ထပ်ပြီးတော့ချိန်ကြာကြာယူပြီးနောက်တခြားဆိုင်အောင်အဲ့ကြရင်ထက်ကူမယ်။ဒါကတော့နောက်ထပ်ခုနှစ်တည်းပေါ့။ခုနှစ်တည်းနဲ့အချိန်ကာလတစ်ခုပေါ့။အခုကတော့5 season နဲ့ Aries အကူကဒီမေလ24ရက်နေ့မှာရှိမယ်။အဲ့တော့ Aries ဒီပို့ပြီးတော့တတိထားဖို့ပို့ပြီးတော့ ဂျမိုင်းရေဟီယူဆိုင်ပေါ်လူမှုရေးစီးပွားရေးမှာတတိထားဖို့လို့အရင်တော့ကိုက AVC ကအေးစီရဲ့ပုံစံတစ်ခုကသူကတတိရှိရကွာလုံရဲတယ်ကွာရဲရင်တယ်ဆိုတဲ့ပုံစံမျိုးတွေမှာပါတယ်ဒါပေမဲ့သူတို့ရဲ့လုံရက်ကအခုချိန်မှာစနေဝင်နေရတဲ့အဲ့ဒီလိုလုံတိုင်းမကောင်းတော့ဘူးနည်းနည်းတတိထားတင်တာစိတ်ရှော့တင်တာရှော့ပြီးတော့နည်းနည်း break out အမေဟာမျိုးလေးနည်းနည်းထားတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ ရားလုံးတော့မဟုတ်ဘူးเนาะလုံးတင်လုံးမလုံးတင်မလုံးတော့ချိန်ရမှာပေါ့အဲအဲ့ဒီလိုမျိုးရှိတယ်ဒါတော့ကျွန်တော် ABC ကိုနည်းနည်းသိတဲ့အချက်လေးတွေကပြောပြတာပေါ့เนาะအဲ့တော့စီတန်ကဒီလိုဖြတ်တန်းနေဒီလိုလေပတ်နေပေါ့เนาะ sign နေပေါ့မှာအဲ့ဒီမှာမှစီတန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးနောက်ထပ်ရှိသေးတယ်အဲ့ဒါကြတော့ဒီစီတန်ဝင်တဲ့ sign နေနဲ့ sign နဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကိုဘွားရဲ့ အသက်ပိုင်းခြားတစ်ခုမှာပြန်ရောက်လာတဲ့ Satan Return ဆိုတဲ့အကြောင်းညာပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်နောက်မှဆက်ပြောပြပါမယ်